ုတ်ကဲ့မင်္ဂလာပါ welcome နိုင်မှာအလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့မနေ့ကတော့ဘာဗီဒီယိုမှမတင်ဖြစ်ဘူးညတော့ဒီနေ့တော့အရင်နေ့အကြောင်းအရာနဲ့နောက်ဆုံးရတဲ့တင်တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာကျွန်တော်တို့မြန်မာပရိသတ်တွေအတွက်အရန်ကိုအရေးကြီးတဲ့ပွဲစဉ်ရှိနေပါတယ်အဲ့ဒါတော့ကိုအောင်လန်ဆောင်ရပွဲစဉ်မှာခင်ဗျအဲ့တော့ကိုအောင်လကမနေ့ညမှာပဲထိုင်းနိုင်ငံဘန်ကောက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်သူရဲ့ပြိုင်ဘက်ကာတစ္စတန်ကလည်းရောက်ရှိနေပါပြီ ပြီးတော့ကိုအောင်လိုက်ရဲ့ဆရာပေါ့နော် Henry Hoof ကတော့တခုထိတော့မတွေ့ရသေးဘူးခင်ဗျာအခုပုံမှန်တွေ့နေတဲ့တယောက်ကတော့ဒီတယောက်ပေါ့နော် Mickey Gall လို့ခေါ်ပါတယ်သူကတော့ UFC fighter ပါလေးဘွယ်ဆက်တိုက်ရှုံးထားတဲ့ UFC fighter ပါကိုအောင်လာဘယ်လိုလုပ်ဒီတယောက်ကိုခေါ်လာလဲတော့မသိဘူးပေါ့နော်အဲ့တော့သူလည်းနီးပြအဖြစ်ကိုအောင်လာကခေါ်ချလာတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့သူရဲ့ပြန်ဘက်ဒီ Cardistan ကဘယ်သူခေါ်လာလဲဆိုရင်ဒီတယောက်ပါသူကဒီဆွေဒင်နိုင်ငံသားပဲ Nejib Adam လို့ခေါ်ပါတယ် လက်ရှိ AFN MMA Champion ဖြစ်ပါတယ် Light Heavyweight တန်မာ Champion ဖြစ်ထားတဲ့ fighter ပါအဲတော့ Gotham Stamp ခေါ်လာတဲ့နေပြသူ့ရဲ့အကူလိုပေါ့နော်အဲ့ဒါတော့တကယ်ကိုမိုက်ပါတယ်ပြီးတော့သူက Light Heavyweight တန်က Champion ဆိုတော့သူ့အတွက်အထောက်အကူဖြစ်မှာတေးကြပါတယ်ကိုအောင်လာခေါ်လာတဲ့တယောက်ကတော့ Level 7အရှုံးသားတဲ့ fighter ဖြစ်ပါတယ်နော်ဒါပေမဲ့ UFC ဆိုတဲ့ဂုံတော့ရှိတာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီပွဲကိုဒီတစ်ပတ်ကျွန်တော်တို့မြန်မာစံတော်ချိန်နဲ့ဆိုရင်စနေနေ့ပေါ့နော်အောက်တိုဘာ၄ရက်နေ့ဖြစ်မှာပါ အောက်တိုဘာ၄ရက်နေ့စနေနေ့မနက်9နာရီခွဲမှာစတင်မှာဖြစ်ပါတယ်။တွဲဆိုင်အားလုံးဆိုရင်ဒီကိုးဆိုင်ပဲပါဝင်ပါတယ်ခင်ဗျ။ပြောမှဆိုရင်အရင်ပွဲစဉ်တွေထက်တိတ်မကောင်းဘူးလို့ကျွန်တော်ပြောလို့ရပါတယ်။ဒီပါဆိုရင် Project Chain နဲ့ Jonathan Debella ရဲ့ပွဲတော့ကောင်းပဲပြီးတော့ Go Online ဆောင်နဲ့ဒီ Kazakhstan ပေါ့နော်။ပြီးတော့ Kong Thorney ရဲ့ပွဲလည်းပါဝင်တယ်။ Joshua Ryan, Jerry Brooks ပေါ့နော်။အမစောဘူးလို့တော့ပြောလို့ရ။ဒါမဲ့အရင်ပွဲစဉ်တွေလောက်တော့မကောင်းဘူး။ ကျွန်တော်တို့မြန်မာ break တဲ့အတက်ကတော့ကိုအောင်လာအချမ်းပွဲကတော့အကောင်းဆုံးပါအဲ့တော့ဘယ်တူနိုင်မယ်ဆိုတဲ့အကြောင်းညာပေါ့နော်ကိုအောင်လာကလက်ရှိအသက်40ရှိနေပြီသူ့ရဲ့ကစားပုံကအရင်ကတည်းကနေတိတ်မြန်ဆန်မှုမရှိဘူးဒီကတ်တစ်စတန်ကတော့အရန်ကိုလှင်မြန်နေပါခင်ဗျသူလေ့ကျင့်ပြင်ဆင်တဲ့ပုံစံကိုကြည့်ရင်ဒီနှစ်ပန်းတက်တဲ့ပုံစံရောအရန်ကိုလှင်မြန်ပါတယ်အဲ့တော့နှစ်ပန်းကစားဖို့ပဲဖြစ်လာနိုင်ပါတယ်ဘာလို့လဲကိုအောင်လကိုစတန်ဖိုင်နဲ့ရှင်ပြိုင်ဖို့တော့တိတ်မသိကြပါဘူးအဲ့တော့အနိုင်ရှုံးတော်ဆုံးပြဖို့ခက်ပါတယ်ခင်ဗျ တကယ်လို့ garden stamp ကဒီထိတ်တောင်းရရှိသွားမယ်ဆိုရင်သူကတော့ဒူးနဲ့တိုက်မှာတိတ်ချပါတယ်မြေပြင်မှာဒူးတိုက်တဲ့အကျင့်သူရှိပါတယ်ဗျအဲ့တော့တကယ်ကိုကိုအောင်လာတတိထားမယ်အချက်ပါအဲ့တော့ကိုအောင်လာဘက်ကပြန်ကြည့်မယ်ဆိုရင်လည်းသူ့မှာ ninja ချုပ်ဆိုတာရှိပါတယ်ဒီ fan round ကိုချုပ်ခဲ့တဲ့အကွာပေါ့နော်အဲ့လိုမျိုး ninja ချုပ်လဲချုပ်သွားနိုင်ပါတယ်အနိုင်ရှုံးဆုံးဖြစ်ရမယ်ဆိုတော့ဒီနှစ်ယောက်စလုံးက50 50ကြည့်ပါပဲဒါပေမဲ့ကိုအောင်လာအနိုင်ဖို့တော့ပိုးပြီးတော့ဖြစ်နိုင်တယ်လို့ပဲကျွန်တော်တော့သုံးသပ်ချက်ပါတယ် အရင်ကဆွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုတော့ကိုအွန်လိုင်းရဲ့ဆွမ်းဆောင်ရည်ကပိုကောင်းတယ်လို့ပြောလို့ရပါမယ်။အခုအသက်လည်း40ဖြစ်နေပြီ။ပြီးတော့ကာဇာစတန်ကလည်းအသက်35နှစ်ပဲရှိသေးတယ်။ဒါပေမဲ့သူလည်းပွဲဝေးနေတာဒီနှစ်နှစ်ကျော်လောက်ရှိနေပြီ။အဲ့တော့သူ့အတွက်လည်းရုန်းကန်နိုင်ရခြင်းရှိပါတယ်။ဒီပွဲကကိုအွန်လိုင်းလည်းရှုံးလို့မရတဲ့ပွဲ။မှဆိုရင်သူလည်းနှုတ်ဆက်ပွဲမှာအနိုင်ရခြင်းမှာသိကြတယ်။ကာဇာစတန်ကလည်းဒီနှစ်နှစ်ကျော်အတွင်းမှာ တကြောပြန်ပြန်လာတဲ့ fighter ဖြစ်တဲ့အတွက်ဒီပွဲကိုနိုင်မှဖြစ်မဲ့အခြေအနေပါပါ။အဲတော့အရင်ကိုကြီးရှုလို့ကောင်းမဲ့ပွဲစဉ်ဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်အကြောင်းအရာကတော့ထွန်းထွန်းမင်းရဲ့အကြောင်းအရာပါခင်ဗျ။ပြီးခဲ့တဲ့နေ့မှာထွန်းထွန်းမင်းကပြောခဲ့လေဆိုရင်သူ့ကို One Championship နဲ့ဒီ BKFC Promotion ကကမ်းလှမ်းထားတယ်ဆိုပြီးတော့ပြောဆိုလာတာဖြစ်ပါတယ်။သူ့ဘက်ကတော့နည်းနည်းဆုံးဖြတ်ချက်ခတ်တဲ့ပုံစံမျိုးဖြစ်နေပါတယ်ဗျ။ ဘာလို့လဲဆိုရင်ဒီဝမ်းချွန်ချင်းမှာဆိုလဲစာချုပ်နှစ်ရှယ်ပေါ့နော်အဲ့လိုမျိုးစာချုပ်ချုပ်လိုက်ပြီဆိုရင်တခြား promotion တွေမှာလည်းထိုးလို့မရတဲ့ပုံစံမျိုးဖြစ်သွားပါလိမ့်မယ်အခုလက်ရှိဝမ်းချွန်ချင်းမှာထိုးနေတဲ့မြန်မာ fighter တွေကတော့ SA ပေါ့နော်သူတို့အစာချုပ်မရှိဘူးသူတို့ဘက်ကခေါ်လိုက်ရင်တော့ထိုးမယ်အဲ့လိုမျိုးပုံစံပေါ့ဒါပေမဲ့ထွန်းထွန်းမင်းတို့ကြတော့ချန်ပီယံကြီးတွေသူတို့ကိုခေါ်မယ်ဆိုရင်စာချုပ်နဲ့တကယ်ကိုအမှန်ကန်ခေါ်ရမှာဖြစ်ပါတယ် ဟို Bronica တို့ကိုခေါ်မျိုးပေါ့နော် Bronica ဆိုလည်းတခြား promotion မှာတော့ထုတ်လို့မရဘူးသူနဲ့ contract ချုပ်ထားတဲ့ promotion မှာပဲထိုးရမယ်အဲ့ဒီ contract ပုံမှာပဲတခြားပြောင်းရင်ပြောင်းပေါ့နော်အဲ့လိုမျိုးအခြေအနေမှာရှိပါတယ်အဲ့တော့ tournament လဲသူ watch match မှာထိုးမယ်ဆိုရင်တခြား PKFC တို့ထိုးလို့မရတော့ပါဘူးအဲ့ဒါကြောင့်သူလည်းဆုံးဖြတ်ချက်ချရခက်နေတာဖြစ်ပါတယ်အဲ့တော့ tournament ကိုအကောင်းဆုံးအကြံပေးလာတို့တယောက်ရှိတယ်သူကတော့ကိုတေဝပါသူကတော့အခုလိုပဲအကြံပေးလာတာဖြစ်ပါတယ် ကျွန်တော်အနေနဲ့လက်ဝဲချန်ပီယံထွန်းထွန်းမင်းကိုဝမ်ချန်ပီယံရှစ်မှာမွေထိုင်းနေစနစ်ရဲ့အောက်လက်အိတ်နဲ့ထိုးတာထက်မြန်မာလက်ဝဲစီမင်းစီကန်နဲ့အညီ BKFC လက်ဝဲမှာမြင်တွေ့ချင်ပါတယ်။မွေထိုင်းနေစနစ်တွေကလက်အိတ်မပါဘဲကစားတဲ့လက်ဝဲဖိုက်တာတွေအတွက်အသာချမဟုတ်ပါဘူး။လက်အိတ်ဖြင့်ထိုးတာမို့ထိခိုက်မှုနည်းပါတယ်။ကျွန်တော်အနေနဲ့အကြံပြုရရင်တော့သူ့အတွက်ပိုအဆင်ပြေပြီးကြော်ကြားမဲ့ BKFC လက်ဝဲမှာကစားဖို့အကြံပေးချင်ပါတယ်။ ဆိုပြီးတော့ဒေဝဘက်ကအကြံပေးလာတာဖြစ်ပါတယ်။အဲ့ဒါတော့ဒီဒေဝရဲ့အမြင်ပေါ့နော်။နိုင်ပွဲရချင်ရင်တော့ဟုတ်ပါတယ်မှန်ပါတယ်။ BKF စီမောင်ရဲ့ကစားတင်တယ်။ထိုးကျဲလဲသူ့ဟာနဲ့တော့တွားမှာပဲ။ကျွန်တော်ပြောချင်တာတစ်ခုတော့ရှိတယ်။အဲ့ဒါဘာလဲဆိုရင် BKF စီဆိုတာတကယ်ကိုကြီးမားတဲ့ promotion တစ်ခု။ကျွန်တော်တို့ product တွေမြင်နေတဲ့ပုံစံမျိုးပေါ့နော်။ဒါပေမဲ့ BKFC Asia ရှိတယ်ပြီးတော့ဒီ American မှာကျင်းပနေတဲ့ပွဲစဉ်တွေရှိပါတယ် ဒီပွဲစဉ်တစ်ခုကအရန်ကို꽌ချမှုရှိပါတယ်ခင်ဗျလက်ရှိအာရှမှာကျင်းပနေတာကဒီထိုင်းနိုင်ငံပတ္တိယာမြို့မှာကျင်းပနေတာဖြစ်ပါတယ်အဲပြောမှဆိုရင်လက်ရှိထိုင်းမှာကျင်းပနေတဲ့ပြည်တွင်းပွဲစဉ်တို့လိုမျိုးပဲလူလည်းအရန်များတဲ့အထက်မှာမပေါအောင်ရုံဝင်ကျက်ရလဲအာရှနိုင်ငံသားတွေတက်နိုင်တဲ့လက်မှတ်စည်းတွေနေမယ်သူတို့ကရောင်းချတယ်ကစားတဲ့ပုံစံတွေကလည်းကျွန်တော်တို့ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံမှာကစားနေတဲ့ပုံစံမျိုးတွေပဲ ဒါပေမဲ့ BKFC ဆိုတဲ့ဂုံပေါ့နော်တို့တို့ရဲ့ဒီ image တခုတော့ရှိပါတယ်အဲ့တော့အစပိုင်းမှာကျတော့အရင်ကြီးပြောင်းလဲမှာတော့မဟုတ်ဘူးကျွန်တော်တို့ပုံမှန်ကြည့်နေကြပွဲလေးလိုပဲဖြစ်မှာပါအဲ့ဒါတော့အခုအရင်ကြီးအထင်ကြီးနေကြတဲ့ညီကိုတွေကိုပြောပြတာပေါ့နော်ဒီ American မှာကျင်းပတဲ့ပွဲကြီးကတော့ဟုတ်ပါတယ်တကယ်ကိုမိုက်ပါတယ် UFC Fighter ဟောင်းတွေနာမည်ကြီး Fighter တွေထုတ်တက်ကြတာဖြစ်ပါတယ်။အရန်ကိုကြည့်လို့ကောင်းပါတယ်။ဒါမဲ့ဒီ BKFC လက်ဝဲအာရှမှာကျင်းပမယ့်ပွဲစဉ်ကတော့ အခုကြည့်နေတဲ့ကျွန်တော်တို့ကြည့်နေကြပွဲစဉ်တွေလိုပဲ1 championship လောက်တောင်မှမရှိပါဘူးခင်ဗျဒီအာရှမှာဆိုရင်1လောက်အောင်မြင်ဖို့ဆိုရင်တော်တော်အများကြီးထိုးဖောက်ရအောင်မယ်အချိန်တော့အများကြီးယူရအောင်မယ်အဲ့တော့အညီကိုတွေကိုပြောပြတာပေါ့နော်ကျွန်တော်ဘက်ကဖြစ်စေချင်တာကတော့ထွန်းထွန်းမင်းကို contract မချုပ်ပဲနဲ့ပွဲကစားတာတော့အကောင်ဆုံးလို့မြင်ပါတယ်ထိုးချေးတော်များများတောင်းပေါ့နော်ထိုးချေးများများရမယ်ပြီးရင် contract မချုပ်ပဲနဲ့တို့ဖိတ်ခေါ်ပဲပွဲစဉ်မျိုးဆိုရင်တော့1 championship မှာလေထိုးတာတော့အကောင်းပါတယ်ခင်ဗျ တကယ်လို့ contract ချုပ်လိုက်ပြီဆိုရင်သူက6ပွဲဆိုရင်6ပွဲအမှပဲကစားနေရမှာဖြစ်ပါတယ်။နှစ်နှစ်လည်းကြာပေါနိုင်တယ်၊၃နှစ်လည်းကြာပေါနိုင်တယ်။သူရအသက်ရွယ်နေဆိုရင်တိတ်တော့အဆင်မပြေတော့ပါဘူး။တကယ်လို့ BKFC မှာထိုးခြင်းနေဆိုရင်တော့မှသူ့အတွက်အဆင်မပြေတော့တဲ့အခြေအနေဖြစ်သွားမှာပါ။အဲတော့ contract မချုပ်ရတဲ့ပွဲစဉ်မျိုးဆိုရင်တော့ကျွန်တော်တို့ထိုးဆက်ချင်ပါတယ်။မြင်လဲမြင်ချင်ပါတယ်ခင်ဗျ။ဟုတ်ပြီအဲ့တော့အခုကြည့်ရှုနေတဲ့ညီကိုတွေလည်းထောက်ထောက်မင်းကိုဘေး promotion မှာတွေးချင်ကြလေတစ်ချက် comment ချန်ကြပေးကြပါနော် ဟုတ်ကဲ့မနေ့ကအပြောအများဆုံးတတင်းတစ်ခုအဲ့ဒါပါလဲဆိုရင်ဂျိတ်ဘောဂျိတ်ဘောကဒီကိုပိုင်းလေရင်တွေဂျက်လေရင်တွေရက်ထားတဲ့နေရာမှာသူကမေဝေတာရဲ့လေရင်ကိုလည်းသွားတွေ့တယ်အဲ့မှာသူပါပြောလဲဆိုရင်မေဝေတာမှာတဲ့လေရင်အကြီးကြီးကိုပိုင်းဂျက်လေရင်အကြီးကြီးရှိတယ်လို့ကျွန်တော်ထင်ခဲ့တာတဲ့ပတင်းပေါက်က6ခုပဲပါတယ်တဲ့ပြန်ပြောသူ့ရဲ့လေရင်ကိုပြန်ပြပြကျွန်တော်စီမှာတော့ဒီပတင်းပေါက်14ခုတောင်ပါတယ်ဆိုပြောင်းအလောင်းပြောင်းတဲ့ပုံစံမျိုးပြောသွားပါတယ် ဒါကတော့ပတ်စံရှိတဲ့ fighter ပဲအချင်းချင်းခနဲ့တာပေါ့နော်အဲ့လိုမျိုးတော့ရှိပါတယ်ဒါပေမဲ့လည်းပြောချင်တာတစ်ခုကတော့ဒီ Jake Paul ရဲ့လေရင်ကပတ်စံတန်း20လောက်ပဲပေးရတာဖြစ်ပါတယ်အဲ့လောက်ပဲတန်ကျေရှိတာပါ Mayweather ရဲ့လေရင်ကတန်း60တိရှိပါတယ်အဲ့ဒါတော့ကွာတယ်ပြီးတော့နောက်တစ်ချက်ကဒီ Jake Paul ဒီလေရင်ကိုဝယ်နိုင်တာလည်း Mike Tyson ကြောင့်ဖြစ်ပါတယ် မိုက်တန်ဆန်ရဲ့ပွဲမှာသူကအလုံးဝထိုးထွက်ပေါ့နော်သူရဲ့အင်ကိုယူသွားနိုင်တဲ့ငွေပမာဏကတန်း၄၀တိရှိတယ်ဆိုပြီးတော့တည်င်းထွက်ပါတယ်။အဲ့ဒီပတ်စံနဲ့ပဲသူကဒီချက်လျင်ဝယ်တယ်ပြီးတော့မာစတီကားတွေဝယ်ရဖြစ်ပါတယ်။အဲ့တော့ပြောမယ်ဆိုရင်မိုက်တန်ဆန်ကြောင့်ရတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။တချို့တွေကတော့ဂျိတ်ပေါ်နဲ့ပွဲမထိုးကြဘို့ပေါ့နော်ဖိုက်တာတွေကပွဲမထိုးကြဘို့အရင်ကပြောဆိုနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်း ပြောမှဆိုရင်အခုလက်ရှိအချိန်ကမ္ဘာရဲ့ဒီ celebrity ပေါ့နော် celebrity ဆိုပြီးတော့နာမည်ကြီးတဲ့လူတွေကြတော့ပတ်စံလည်းအများကြီးရှာနိုင်ကြပါတယ်။အခုလက်ရှိကစားနေတဲ့ manufacturer ရဲ့လေယာဉ်ဆိုရင်25တန်းပဲရှိပါတယ်တန်းချင်း။အဲ့တော့ J-Bo နဲ့ manufacturer ရဲ့ level ချင်းကတူတလူလူမျိုးဖြစ်သွားပါတယ်။ပြောမှဆိုရင် manufacturer ကသူ့ဘဝတရှောင်းလုံးတကယ့် professional boxer တယောက်နဲ့ပေးဆက်ခဲ့တယ်။အဲ့ဒါကြောင့်သူကဝေနေတယ်။ J-Bo ကတော့အဲ့လိုမဟုတ်ဘူး။ ်တကယ်ကိုအချောင်နှိုက်တဲ့ပုံစံမျိုးပေါ့နော်ဟိုလူကိုအစိမ်ခေါ်လိုက်ဒီလူကိုအစိမ်ခေါ်လိုက်နဲ့တော့မဖြစ်နိုင်တဲ့ပွဲစဉ်တွေစီစဉ်ပြီးတော့ပတ်စံရှာနေတာဖြစ်ပါတယ်အခုလာမဲ့နိုဝင်ဘာလမှာလည်းဒီဂျွန်တန်ဒေးဗစ်နဲ့ပွဲဖြစ်ထားတာဖြစ်ပါတယ်သူထက်လူကောင်အများကြီးငယ်တဲ့ဂျွန်တန်ဒေးဗစ်နဲ့ထိုးရမှာဖြစ်ပါတယ်အဲ့တော့တချို့လူတွေကတော့ Jake Paul နဲ့မထိုးကြဖို့ဘလို့ပဲတားတားပေါ့နော်။သူ့ဘက်ကပြန်ရမယ်ပြန်ပေးနိုင်တဲ့ပတ်စံကိုရအောင်ကလည်းအရင်များနေတော့လူတိုင်းကလည်း Jake Paul နဲ့လည်းထိုးချင်ကြတာဖြစ်ပါတယ်။ ဲ့တော့ John David ကဘယ်လောက်ရမလဲဆိုတော့တန်း40ထိရမှာပါဒီပွဲမှာမနေဦးတန်း40ဆိုရင်ဂျိမ်းဘောကတော့တန်း60ကျော်လောက်ထိရမယ်ဆိုပြီးတော့ခံမှန်းတားကြတာဖြစ်ပါတယ်အဲ့တော့ကံကောင်းတယ်လို့ပဲပြောရမှာပေါ့နော် Okay အဲ့ဆိုရင်ဒီနေ့ကတော့ဒါလောက်ပါပဲနောက် video မှာပြန်ဆုံးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်